နေပြားနဲ့ကစားသမားရဲ့ပါဝါအားပြိုင်မှုကြားကပလတ်စတာကတ်မရတဲ့အကြောင်းအားလုံးမင်္ဂလာပါ Okie Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Venice Junior ဟာ El Clasico မှာ Media Ray အယုံဆိုင်ချင်းကိုခံခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ် Venice ကလည်းသူ့ပြုမူရင်းနဲ့ပတ်သက်ပြီး Social Media ကနေတစင်ပြန်လည်တောင်းပန်လာခဲ့ပါတယ်ကျွန်တော်ရဲ့အသင်းပေါ်တွေကျွန်တော်ပြည်သက်တွေ Real Madrid တင်းနဲ့ဥက္ကဋ္ဌကြီးတို့အားလုံးကိုကျွန်တော်တောင်းပန်ခြင်းပါတယ်ကျွန်တော်ကအမြဲတမ်းနိုင်လူချင်းသူတစ်ယောက်ဖြစ်တာကြောင့်တစ်ခါတလေမှကျွန်တော်ကိုစိတ်အားထက်သန်မှုကချုပ်ကင်သွားတယ်လို့ပါဆိုပြီး Venice ကတောင်းပန်ခဲ့ပါတယ် Vinicius ကတကယ်နောင်နာရပုံပေါ်ပြီးပြိတက်ကိုလေးလေးဆဆတောင်းပန်နေပေမယ့်လူတယောက်ကိုတော့သူ့စာရေးကနေခြံရစ်ထားခဲ့ပါတယ်။ဒီလူကတော့ Real Madrid နီးပြတဲ့ Javi Alonso ဖြစ်ပါတယ်။ Alonso ဟာပြီးခဲ့တဲ့နေရာဒီကလပ်ကပဖလားကနေစတင်ပြီး Real Madrid ကိုတာဝန်ယူခဲ့ပါတယ်။ Alonso ကလူငယ်နီးပြတယောက်ဖြစ်သလိုအသေးကြီးတွေ့ကြုံလည်းမရှိတာကြောင့် Real Madrid အတွက်တင်းတော်တဲ့နီးပြမှာဟုတ်ရဲ့လားလို့တချို့ကတန်တရားဝင်ခဲ့ကြပါတယ်။အလွန်ဆိုကပွဲကြီးတွေမှာဆိုရင်အနာရဖို့ရုံးကန်ရတတ်တာကြောင့်အသင်းတွင်းမှာလည်းအလွန်ဆိုရဲ့နီးစနစ်တွေကိုမေးခွန်းထုတ်လာနေကြပါတယ် ဒါပေမဲ့ဒီတစ်ပတ်မှာအလွန်ဆိုကသူ့ရဲ့ပထမဆုံးအန်ကလစီကိုမှ2-1နဲ့နိုင်ရရှိလိုက်တာကြောင့်အသင်းတွင်ရည်တည်မှုပုံမှုအားကောင်းလာခဲ့ပါတယ်။အသင်းကအဆင့်တက်ကနေ9မှတ်သားနဲ့အမှတ်ဖြတ်လိုက်နိုင်တဲ့အခါအဝေးလဲကမ်းမှာအလွန်ဆိုပေါ်ယုံကြည်ထောက်ခံမှုတွေမြင့်တက်လာခဲ့တဲ့ဆိုပေမဲ့အလွန်ဆိုနဲ့မကြာခဏထိတ်တိုက်တွေ့ပြီးမပြေလည်နိုင်သေးတာက Vinicius ပါပဲ။ Vinicius အလွန်ဆိုကိုကလပ်ကဘလားမာတွေကရန်ခုန်ထိုင်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးမကြင်မနက်ဖြစ်နေခဲ့တာပါ။အလွန်ဆိုက Vinicius ကိုဘာအကြောင်းပြချက်နဲ့လဲတော့မသိပေမဲ့မကြာခဏလူစားလဲပြစ်နေတတ်ပါတယ်။ ပြီးခဲ့တဲ့အက်ကလစီကိုမှ82မိနစ်နဲ့လူစားလဲခံရတော့ Vinicius ကအမြဲတမ်းဘာလို့ငားလဲဆိုပြီးဒေါသကြီးဝင်လဲခဲနဲ့ဝင်သွားပြီးမှရန်ခုံကိုပြန်ရောက်လာတာအားလုံးမြင်တွေ့ခဲ့ရပါတယ်။ Vinicius ကဒီယာဒီသူပွဲထွက်ကစားခဲ့တဲ့73ပွဲမှာ3ပွဲပဲမိနစ်60ပြည့်ကစားခွင့်ရသေးပြီးကျန်တဲ့ပွဲအားလုံးမှာလူစားလဲခံထားရတာပါ။ Vinicius က Carlo Ancelotti လက်ထက်မှာသားရိုလေးဖြစ်ခဲ့ပြီးသူစိတ်ကြိုက်ကစားဝင်ရခဲ့ပေမယ့်အလွန်ဆိုကတော့စီးကန်းကြီးတယ်လို့ Vinicius ကစားတဲ့ပုံစံကိုလည်းထိန်းချုပ်ထားသေးတဲ့အတွက်ကစားသမားဘက်ကစိတ်ဆိုးဒေါသထွက်နေကြောင်းသိရပါတယ် ဒီကိစ္စရဲ့နောက်ဆက်တွဲအနေနဲ့ Vinicius နဲ့ Real Madrid တို့ဆွေးနွေးနေကြတဲ့စာချုပ်သစ်ကိစ္စကရပ်ဆိုင်းနေပါတယ်။ Vinicius ဟာ Real မှာ2029တိစာချုပ်သက်တမ်းကျန်နေသေးပေမဲ့ Kylian Mbappe နီးတို့လာစားနဲ့ခံစား권တွေတိုးပြီး2030တိစာချုပ်သစ်တစ်ခုချုပ်ဆိုခြင်းနေပါတယ်။ဒီအတွက်ပြီးခဲ့တဲ့ရာသီကလေးကဆွေးနွေးမှုတွေစတင်နေပေမဲ့အခုချိန်ထိတော့သဘောတူညီမှုမရကြသေးပါဘူး။ Vinicius ကို Sorry Pro League ဘက်ကစိတ်ဝင်စားနေပြီး10 billion တန်ကမ်းလှမ်းမှုပြုလုပ်နေပေမဲ့ Vinicius ကတော့သူ့ရဲ့ Madrid ပေါ်ချစ်တွေကပြောင်းလဲခြင်းမရှိဘူးလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့အခုအလွန်ဆိုးနဲ့အဆင်မပြေဖြစ်လာတဲ့အချိန်မှာ Vinicius ရဲ့ဆုံးဖြတ်ချက်ကလည်းပြောင်းလဲကောင်းပြောင်းလဲလာနိုင်ပါတယ်။ Vinicius ရဲ့အခြေအနေကိုနီးကပ်စောင့်ကြည့်နေပြီးနောက်နှစ်နွေရာသီမှာ Vinicius အသင်းကနေထွက်ခွာခြင်းနဲ့ဆိုရင်ခေါ်ယူသွားဖို့ကြံစည်နေတဲ့အသင်းကတော့လက်ရှိဥရောပချန်ပီယံ PSG ဖြစ်ပါတယ်။ Vinicius ကိုယ်တိုင်ကလည်း Luis Enrique ရဲ့ high pressing နဲ့ tight sitting နဲ့ကစားအင်ကိုနှစ်သက်ပြီးစိတ်ဝင်စားမှုရှိနေတယ်လို့ပြည်내သတင်းဌာနတွေကဆိုကြပါတယ်။ Vinicius နဲ့အလွန်ဆိုလိုကြပြည်လဲမှုရရှိအောင် Luka Modric ယန်နီကာဗဟာစားတဲ့ကန်တွေနေကဂျာဝင်စေးဆက်ပေးနေကြသလိုရယ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရန်တီနိုဗီရပ်စ်ကလည်းဒီကိစ္စကိုထိန်းတန်းဦးစားပေးဖြစ်ဖြေရှင်းမှုစ조사နေပါတယ်။အလွန်ဆိုနဲ့ဗနီရှက်စ်ဂျာကအကြောင်းကပြန်လည်စေးဆက်လို့ရနိုင်ပါဦးမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြီးစုပေးကြတာကျေးဇူးတင်ပါတယ်။